အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးတော့အဆုံမကောင်းတောင်းပေးလိုက်ပါ။အဲ့တော့ဒါကျွန်တော်ဒီနေ့ညနေမှာတော့ဒါကျွန်တော်တို့အဲ့ပေါ့ညဘက်မှာပေါ့ညနေဟိုညဘက်ဖြစ်သွားပြီပေါ့ညဘက်မှာတော့ဒါကျွန်တော်တို့ liverpool အသင်းရဲ့အပြောင်းရွှေ့ကြောင်းလေးကိုနည်းနည်းလေးပြောအောင် လီဗာပူးတင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူတို့ခေါ်ယူနိုင်တဲ့ကစားသမားတွေတရဝင်းခေါ်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာအပြောင်းအရွှေ့မှာသူတို့နယ်ရက်တန့်သွားခြင်းတော့မပြုလုပ်သေးဘူးလီဗာပူးတင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့သူတို့အနေနဲ့လှုပ်ရှားတဲ့နဲ့ပုံစံမျိုးကိုဆက်လက်လှုပ်ရှားနေပြီးတော့သွားစရာရှိတဲ့လမ်းစဉ်ကိုသွားနေတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်တော်တော်လေးကိုစိတ်ဝင်စားစရာဖြစ်ဖို့ဖြစ်လာတဲ့အကန့်လေးတကန့်လည်းရှိလာခဲ့ဆိုအဲ့အကန့်လေးကြောင့်ခင်ဗျားတို့နည်းနည်းလေးပြောအဲ့တော့ ဒါပေမဲ့ဒီနှစ်ခုလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့အပြောင်းရွှေ့ကမတ်ဂါရီရဲ့အပြောင်းရွှေ့ပဲမတ်ဂါရီရဲ့အပြောင်းရွှေ့ကဘာလို့ပုံပြီးစိတ်ဝင်စားဖို့ကောင်းလာလဲဆိုတော့အခုလက်ရှိကူနာတေးကို Real Madrid အသင်းနဲ့ဒါကျွန်တော် Club Walker အပီးလောက်မှာသူတို့အနေနဲ့တရားဝင်ကန်လန့်ဖို့ရှိရဆိုတဲ့ကောလာဟာလာတွေစတင်ပြီးထွက်လာခဲ့တယ်။ပြောချင်တာကလက်ရှိမှာဒါကူနာတေးနဲ့ဒါ Real Madrid တို့ကြားထဲမှာတွေ့ဆုံဆွေးနွေးတာတွေကအပေါင်းလက္ခဏာဆောင်ပြီးတော့ဒါကူနာတေးကိုစောစောစီစီဒါကျွန်တော်တို့ အသင်းစီကိုခေါ်သွားဖို့တဲ့ Real Madrid ဘက်ကကြိုးစားသွားနိုင်ပြီဆိုတဲ့အနေထားရောက်လာခဲ့ပြီ Real Madrid အသင်းရဲ့ဒီနေရာမှာဒါကျွန်တော်သိတဲ့လောက်ကိုပြောရမယ်ဆိုရင်တော့ကုနာတေးကိုစာချုပ်တက်တန်မတူးတော့မယ်တူတူတော့ဒါလက်ရှိမှာဒါ Liverpool အသင်းတွေများရောင်းချမလားဆိုတဲ့ပုံစံမျိုးနဲ့ test in the water ပေါ့နော်ဒါကျွန်တော်တို့အောက်ဈေးနဲ့နိုင်ဘူးဒါကြိုးစားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ Liverpool အသင်းဘက်ကလက်ရှိမှာဒါကိုလက်ခံသွားမလားဆိုတော့ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ Liverpool အသင်းရဲ့ဒီအပြောင်းအရွှေ့ကိုကျွန်တော်ရဲ့ past time မြင်မှာဆိုတော့လက်ခံသွားဖို့မရှိဘူးဒီကြားထဲမှာလက်မမဲရကုနာတေးကိုဒါ Saudi Club ဒီနေနဲ့ဒါဒီအပြောင်းအရွှေ့အစပိုင်းလောက်မှာ တရားဝင်ကန့်လန့်မှုကြိုးစားခဲ့ပေမဲ့ကုနာတီရဲ့အပြောင်းအရွှေ့မှန်သမျှကိုလီဗာပူးဘက်ကနေပြီးတော့အကုန်လုံးညှင်းပယ်ခဲ့တယ်သူတို့နေခုလက်ရှိမှာဒါကကြားတဲ့သတင်းတွေကကုနာတီရဲ့အပြောင်းအရွှေ့မှာလီဗာပူးဘက်ကနေအခုချိန်ထိဒါစာရုပ်တက်တန်တူဘူးတဲ့သူနေနဲ့အာကုန်အာသွန်ခွန်ဆိုင်ဒါလုံနေတဲ့ဒီထဲမှာပါတယ်လီဗာပူးဘက်ကလည်းဒါကျွန်တော်ကုနာတီကိုမင်းထွက်ချင်ထွက်လို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့အခုလက်ရှိဒီစာရုပ်တက်မှာလည်းစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးထည့်သွင်းဖို့အတွက်လက်ရှိမှာစီစဉ်တဲ့သဘောမှာရှိတယ်ဒါပေမဲ့ကုနာတီအနေနဲ့ဒီလိုမျိုးပုံစံမျိုးတွေလုတ်လိုက်မယ်ဆိုရင်ဒါ real madrid ကခေါ်ယူမဲ့အနေထားမှာအဟန့်ဒါပုံစံမျိုးဖြစ်သွားနိုင်တယ်လို့ကြောင့်မို့ စာချုပ်တက်တမ်းမှန်သမျှအခုလက်ရှိမှာအကုန်လုံးကိုညင်းပယ်ထားတယ်လို့သိရတယ်မှာအဲ့တော့ပြောချင်တာကူနာတေးနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Real Madrid ကသူ့ကိုတရားဝင်စိတ်ဝင်စားလာပြီးတဲ့နောက်ပိုင်းမှာဒီအပြောင်းရွှေ့မှန်သမျှအကုန်အကန့်အညီပဲလုပ်နေတဲ့သဘောမှရှိတယ်ဒါပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာ Liverpool နဲ့ Real Madrid ရဲ့ဆက်ဆံရေးကလည်းအရန်ကြီးတာမဆိုးရွားတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါ okay ဒါကူနာတေးကိုဒါကြီးကြားတယ်မှာဒါကျွန်တော်တရားဝင်ကန့်လတ်မှုတစ်ခုပြုလုပ်မယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်မှာပါတယ်ဒီဈေးကဒါ possibility ဖြစ်မယ်ဆိုရင်ဒါကျွန်တော် Euro 10 40နဲ့50ကြားလောက်ဖြစ်ဖို့များတယ်။ဒါဆောက်တဲ့တနှစ်ပဲကျန်တဲ့ကစားသမားကိုဒါကျွန်တော်ဒီလောက်ဈေးကမ်းလန့်တယ်ဆိုတော့မစိုးဘူးလို့ပြောလို့ရပါခင်မယ်။လီဗာပူးတဲ့အခုလက်ရှိမှာ market ထဲမှာဒါကူတာတိပဲဈေးပေါက်လို့သူတို့နည်းနည်းသိပြီးသား။အဲ့တော့ လဘကျွန်တော်သိလာတာကောလာဟာလာပြန်တာယူရို30 50ဖြစ်နေဖြစ်တာတချို့တော့ကောလာဟာလာပြန်25 30တောင်မှဖြစ်ရင်ဖြစ်သွားမှာဒါပေမဲ့ဒါကြားရတဲ့တင်အဲ့ကောလာကောလာဟာလာပေါ့နော်အဲ့ရီယယ်မက်ဒရစ်အသင်းနဲ့ခုလက်ရှိမှာဒါခံစင်မှုလိုအပ်ချက်ရှိတဲ့အတွက်ကြောင့်မို့ဒါ NCC ရဲ့ဒါ reckless ဖြစ်မှုတွေအတူတချို့မှာတကယ်တမ်းဒါ white sand လေးမဆိုးဘူးဆိုတာမှန်ပေမဲ့ white sand နဲ့တွဲကစားမှုတွေဒါကုနာတေတာရှိမယ်ဆိုရင်တော့မဆိုးဘူးဆိုတဲ့ပုံစံမျိုးဒါ period to osu ကယူဆတယ်ပပ period ဆိုတော့ပပ period ဆိုနေနဲ့လက်ရှိမှာဒါကျွန်တော်ကုနာတေကိုရမလားဆိုတဲ့ပုံစံမျိုး test in the water လို့ပြောရှိတယ်ဒါကြောင့်မို့လားပူပူလောလောမှာသတိထားမိလားကုနာတေနေနေတာပူပူလောလောမှာ liverpool တေးရဲ့ကန်လန့်မှု ကိုညစ်ပေးခြင်းအဲ့ဒီကမ်းလှမ်းမှုတွေမှာလေဘဦးတင်နေတာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးတော့ထည့်သွင်းခဲ့တယ်ဆိုတော့ကောလာဟာလာရေးထွက်ခဲ့တယ်အဲ့တော့ကုနာတေးရဲ့အပြောင်းရွှေ့ကထင်တာထက်အများကြီးအများကြီးစိတ်ဝင်စားတဲ့အကန့်တစ်ခုရောက်လာခဲ့ပြီလို့ကျွန်တော်အနေနဲ့မြင်တယ်လေဘဦးတင်ဘက်ကလည်းပြတ်သားတယ်ဗျလက်ရှိမှာဒါကုနာတေးကိုဘယ်နည်းနဲ့မှလက်ရှိဒီဒီနှစ်တွေမှာရောင်းချဖို့အစီအစဉ်မရှိဘူးဖြစ်နိုင်ရင်ကျွန်တော်အလကနောက်နှစ်မှာပေးရင်ပေးလိုက်မယ်ဒီနှစ်ညရာဒီမှာဒါကျွန်တော်တို့အနေနဲ့ရောင်းချသွားဖို့အစီအစဉ်မရှိအဲ့တော့ကုနာတေးဘက်ကလည်းလက်ရှိမှာလေဘဦးဘက်ကတရားဝင်ကန့်လန့်ထားမှုတွေများအကုန်လုံးကိုညှင်းပယ်ထားခဲ့ပြီးဘလောက်ရလဲဆိုတော့ကုနာတေးနေတာကျွန်တော်ရှေ့ပိုင်းတုန်းကလေဘဦးရဲ့ကန့် င်းလက်မှုမှန်သမျှအကုန်လက်ခံသွားဖို့တရားဝင်ဆွေးနွေးနေတဲ့အခြေအနေကနေပြီးတော့ရီယယ်မက်ဒရစ်လည်းတရားဝင်လာပြီးစိတ်ဝင်စားလိုက်တော့ဒါကျွန်တော်လက်ရှိမှာဒါညင်းပယ်ခဲ့အဲ့တော့ ်ပမာန်ပြောတာခင်ဗျာဘယ်ကလပ်ပဲဖြစ်ဖြစ်နော် Real Madrid တကားလာခောက်ပြီးဆိုအဲ့ဒီ knock က different knock ပဲခင်ဗျာတကယ်ပဲအဲ့တော့ Real Madrid ကို glaze လုပ်တာမဟုတ်မြေပြတ်ပြတာပေါ့နော်အဲ့တော့ဒါအာနိုတုံးကဆို Liverpool တင်းနေဖြစ်ရင်လည်းဖြစ်ပါစေကွာဆိုတဲ့ပုံစံမျိုးကိုဒါ Liverpool တင်းကလက်ခံသွားတဲ့ပုံစံမျိုးရှိအဲ့တော့ဒီနေသားကနေကတ်ပြီးပြောရမယ်ဆိုတော့အခုလက်ရှိနောက်ဆုံး update သတင်းတွေရဆိုရင်တော့ Mark Guy ကိစ္စ Guy ကိစ္စမှာ Liverpool တင်းဘက်ကနေပြီးတော့ငွေကြီးပဲတုံးတာမဟုတ်ပဲနေဒီနေရာမှာ ကျွန်တော်တို့ကစားသမားအလိုက်လဲပြီးသွားနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေတော်တော်လေးကိုထွက်နေတဲ့တည်းမှာပါအဲ့တော့လက်ရှိကျွန်တော်တို့အန်ဒီဒန်ရဲ့ပြောပုံရဆိုရင်လီဗာပူးအသင်းကဒါကျွန်တော်သူများအသင်းတဲ့ဆိုင်ဒီနောက်ဆုံး24နာရီမှာဒါမက်ဂါယိုခေါ်ယူဖို့အတွက်ဒါနံပါတ်1ပြေးနေအသင်းဖြစ်သွားပြီဆိုပြီးတော့ဒန်ဒီဒန်ကနေသူ့ရဲ့ဒါ Twitter ဆာမျက်နှာပေါ်ကနေပြီးတော့ရေးသားလာခဲ့တာကိုတွေ့ရမယ်တည်းမှာပါဒါပေမဲ့လက်ရှိမှာဒါ Crystal Palace တောင်းတဲ့ဈေးကတော့လီဗာပူးဘက်ကနေလုံးဝပြေးချေသွားဖို့အတွက်ဆန္ဒမရှိဘူးလို့ကျွန်တော်အနေနဲ့သိရတယ်မှာပါတယ်နောက်ဆုံး update တွေရဆိုလီဗာပူးအသင်းကလက်ရှိဒါတောင်းတဲ့ဈေးကဒါပေါင်တန်း အဲ40နဲ့50ပတ်ချလေးဝင်းညင်ကြလောက်တောင်းနေလို့ကျွန်တော်အနေနဲ့ပုတ်ကူကြီးရသတင်းကြီးရသိရတယ်မှာပါအဲ့တော့ဒါလက်ရှိမှာတော့လီဗာပူးတင်းနဲ့ဒီလောက်ဈေးကိုလုံးဝပေးစေလီဗာပူးတင်းနဲ့ဒါစာရုပ်တက်တန်တစ်နှစ်ပဲကျန်တဲ့ကစားသမားဟုတ်တာတကယ်တမ်းခေါ်မယ်ဆိုတော့ပေါင်တန်း30နဲ့ဒါ40ကြားတဲ့ပေးဖို့တာရှိအဲ့တော့ဒီလီဗာပူးတင်းကအခုလက်ရှိမှာမက်ဂါကြီးရဲ့အပြောင်းရှိကိုဆွတ်ဆက်ပြီးပို့ရှင်တဲ့အကြောင်းဟာကူနာတိကြောင့်မခုနာကူနာတိအဲ့တော့ကူနာတိရဲ့ကိစ္စကဒါတော်တော်လေးကို unsettled ဖြစ်လာတဲ့အချိန်မှာတော်တော်လေးကိုဖြစ်လာတဲ့ပုံစံ လီဗာပူးလ်တင်းနဲ့လက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုဒါကျွန်တော်တို့အဆက်တော့ဖြစ်လာတဲ့ဒါကျွန်တော်တို့ဟိုအခြေအနေတစ်ခုမှာပေါ့နော်ဒါ လုံးဝဘာတွေဖြစ်နေလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့က behind the scene ကလေ့ပတ်ဦးပဲဒီဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့မဂါအရင်နေနဲ့ဒါကိုအဓိကဒါကျွန်တော်ဆွေးနွေးရမယ့်အကြောင်းအရာဒီကဒါပဲလို့ကျွန်တော်အနေနဲ့မြင်တယ်မဂါအီကိုနိုင်ကလက်ရှိမှာလေ့ပတ်ဦးတင်ကိုသူဟာပြီးစိမ့်ပြထားပြီးသားဖြစ်နေလေ့ပတ်ဦးတင်ကလက်ရှိ Premier League Champion ဖြစ်တဲ့ကြောင့်မဂါအီအနေနဲ့ဒီအသင်းကိုပြောင်းခြင်းနဲ့ဒါအသင်းနှစ်သင်းကြားပဲအဓိကဆွေးနွေးရမယ့်တဲမှာဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့အဲ့တော့လာကျွန်တော်ပြောသူပဲအဓိကဒါအသင်းနှစ်သင်းကြား setup အဲ့တော့လေ့ပတ်ဦးဘက်ကအခုလက်ရှိမှာ Crystal Palace ကိုဒါဖတ်မိရတလောက်ကိုပြောရမယ်ဆိုတော့ Crystal Palace ဖြစ်ကုန်ပြီ ဒါပေမဲ့ Crystal Palace ကိုဖတ်မိရတဲ့လောက်ဆိုရင်တော့ဒါ Liverpool တင်းကနေပြီးတော့သူတို့ရဲ့အေးပေါ့ချာတက်ကစားသမားအေးချာတက်ကစားသမားရောအေးပေါ့အေးပေါ့လူငယ်ကစားသမားလေးဖြစ်တဲ့ဘန်ဒိုအကကိုဒါကျွန်တော်အပြောင်းရွှေ့ရတဲ့ဒိဋ္ဌိဒါနေနဲ့ပြီးသွားနိုင်တယ်ဆိုရယ်ဒိဋ္ဌိဒါပါထွက်လာခဲ့တယ်အဲ့တော့ Liverpool တင်းနဲ့ပြောချင်တာဗျာသူနာပေါ့သူတို့ပြီးမဲ့ဈေးကိုမှဒါကျွန်တော်တို့အေးထက်တော်မလျှော့ငါတို့ထက်တော်တိုးမပြီးနိုင်ဘူးမင်းတို့လိုချင်တယ်ဆိုရင်တော့ငါတို့ကစားသမားနဲ့ပြီးမယ်ဆိုတဲ့ပုံစံမျိုး Liverpool တင်းက approach လုပ်လာခဲ့တယ်အဲ့တော့ Liverpool တင်းနဲ့အခုလက်ရှိအခြေအနေတွေရဆိုရင်တော့ဒါဘန်ဒိုအကကိုဒါကျွန်တော် Crystal Palace ရဲ့ဒါကစားသမားရဲ့ဒိဋ္ဌိဒါနဲ့လုတော့ဖို့ရှိတယ်အဲ့တော့ ဒါက Crystal Palace ကလက်ခံမှမခံသားမသိဘူး Crystal Palace ကချင်းနေဟိုနကပေါင်တန်း40နဲ့ပေါင်တန်း50ကြာခေါ်ထားတယ် Chelsea ကလက်ရှိမှာဘယ် Chelsea ကမှ Liverpool ဘက်ကလက်ရှိမှာ25နဲ့30ကြာပဲအဲ့တော့ valuation ကတော်တော်လေးကို kwah နေတယ် kwah မှုက Van der Wag နဲ့တာတားဆီးနိုင်သွားမှာဒါပေမဲ့ကျွန်တော်တို့သိပ်မထင်ဘူးဗျ Crystal Palace ကဒီနှစ်မှာလေဒါကျွန်တော်လက်ရှိမှာ Europa League ဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာဒါကျွန်တော်ပြော Crystal Palace ရဲ့ Europa League ရဲ့ကိစ္စနဲ့ပတ်သက်ဒီနေ့မှာဒါကျွန်တော်တခုခုသိရမယ်ကျွန်တော်ထင်တာတော့ Crystal Palace ကလက်ရှိမှာပိုင်ရှင်ကလည်းရောင်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒါပို့ပြီးတော့ အဲကျွန်တော်တို့ပိုင်ရှေ့ကရောင်းပြီးဖြစ်တဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒါလွတ်သွားမယ်လို့ယူရိုပါလိလည်းအဆင်ပြေလောက်မယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးကကျွန်တော်တို့100%မြင်မိရတယ်မှာပါပါတယ်အဲ့တော့ထားပါလက်ရှိမှာတော့ကျွန်တော်တို့ သူတို့အနေနဲ့ Crystal Palace ကဂါယူရအောင်ထိန်းသွားမယ်လီဗာပူးသင်းနဲ့အကဲကြီးခေါ်မယ်ဆိုရင်တော့မှလာမယ့်6လတည်းမှာအလွတ်နဲ့ခေါ်ဖို့ရတာဒါ under the deep မှာလွတ်လွတ်အောင်မယ်လို့မြင်တယ်ဒါလက်ရှိဖြစ်သွားနေတဲ့အနေထားပေါ့နော်ဒါပေမဲ့ဂါယူကတော့လက်ရှိအနေထားရတာကျန်တဲ့ thin dash sign တော့လီဗာပူးမှာလီဗာပူးဖြစ်နေတယ်ဒါကလက်ရှိလီဗာပူးနဲ့ဂါယူနဲ့အချင်းနေနောက်ဆုံးသတင်းတစ်ခုပြောရမယ်ဆိုတော့လက်ရှိမှာလီဗာပူးသင်းနဲ့ဒါကျွန်တော်တို့ထွက်ခွာဖို့အတွက်တေချာတော့နီနီဖြစ်လာပြီဆိုတော့ဒါ ဒါဝင်နူးနက်စ်ပေါ့ဒါဝင်နူးနက်စ်ကိုတိုင်ကလက်ရှိမှာလစ်ဗာပူးတင်းကတရားဝင်ထွက်ခွာဖို့အတွက်တောင်းဆိုထားခဲ့ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်လစ်ဗာပူးနဲ့ဒါနပိုလီကြားတဲ့ကကွာဟားတဲ့ဈေးတစ်ခုလစ်ဗာပူးအနေနဲ့ဒါဆန်တော်လုတ်ပေးဖို့အတွက်ဒါတောင်းဆိုထားတဲ့ဒီအဓိကကတော့ခုနကဒါဝင်နူးနက်စ်အနေနဲ့သူ့အနေနဲ့ဒါမိနစ်အပြည့်ကစားခြင်းတွေတို့ကြောင့်နပိုလီတင်းကိုပြောင်းရွှေ့ခြင်းတဲ့အနေထားမှာရှိပါတယ်အဲနပိုလီတင်းအနေနဲ့ခုလက်ရှိမှာဒါဝင်နူးနက်စ်ကဟွာရီလန်ကိုနှစ်ယောက်လုံးကိုလိုက်နေတဲ့သဘောမှာရှိတယ်ဒါပေမဲ့ဟွာရီဟွာဒါဝင်နူးနက်စ်ကသူ့ရဲ့နံပါတ် priority ဖြစ်တယ်ဆိုပြီး Fabrizio Romano ကသူ့ရဲ့ Twitter ဆာမျက်နှာပြောတာအဲ့တော့အခုလက်ရှိမှာလစ်ဗာပူးတင်းဘက်ကလည်း ဒါကျွန်တော်တို့တောင်းထားတဲ့ဈေးနဲ့နပိုလီပေးနိုင်တဲ့ဈေးကကွာနေတဲ့ကြောင့်မဒီအပြောင်းရွှေ့ကိုအရန်ကြီးမျောလိမ့်လို့မရသေးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့လီဗာပူးအသင်းကခုလက်ရှိမှာဒါဝယ်လူမျိုးစားအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့ဒါ Frankfurt ရဲ့တိုက်စင်မှုဖြစ်တဲ့ Hugo Akatite ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေပါတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့ Hugo Akatite ကိုတရားဝင်ဆက်သွေထားတဲ့အသင်းထဲမှာလီဗာပူးအသင်းပါရှိနေပြီးတော့ဒါပေမဲ့အချိန်လေးတော့အရန်ကြီးတိုးတက်တာမရှိသေးဘူး။ဒါဆို Frankfurt ဘက်ကတောင်းတဲ့ဈေးကအင်မတန်မှများလို့နေတဲ့ကြောင့်မို့လီဗာပူးအသင်းအနေနဲ့ခုလက်ရှိမှာဒီကစားသမားကိုခေါ်ယူဖို့တော့အရန်ကြီးစိတ်အားထက်သန်နေတာပါ။ဒါပေမဲ့လီဗာပူးအသင်းနဲ့ဒီနှစ်မှာလေဒါ Florian Risch ရဲ့ တွက်ကြောင့်မို့ဒီပိုဇီရှင်မှာဒါစော့နိုင်တဲ့ကစားသမားတချို့လည်းရှိတယ်အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါလူငယ်တွေက Florian Risk ကိုဒါကျွန်တော်တို့လက်ရှိမှာ Diego Jota လည်းဆက်ချိမဲ့နေတာတခုဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့တိုက်ဆက်ပိုင်းလည်းအရင်ကြီးဆိုးရင်လည်းအနေထားမှာမရှိဘူးလို့သိရဒါပေမဲ့ Darwin Nunez ကိုကျွန်တော်မြင်မိတာဒီနှစ်တွေရာဒီမှာသူအသင်းပြောင်းသွားမယ်လို့တော့ကျွန်တော်ကတော့မြင်မိရတဲ့မှာပါတယ်အဲ့တော့အခုတော့လက်ရှိ Darwin Nunez ကိုတိုင်ကဒီအသင်းပြောင်းရွှေ့ဖို့အတွက်ဆွတ်ဆက်ပြီး push လုပ်နေတယ်လို့သိရတဲ့မှာပါပါတယ်ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာချင်းလူစံအပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလက်က ်လက်ဖို့မမိကြပါနဲ့အောင်အောက်ကကွန်မန်တီထဲမှာလည်း youth sport media 3.0နဲ့ tv4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်ဗျများများလေးလည်းကလစ်ဖို့မမိကြပါနဲ့အောင်များများကလစ်မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲကျူးတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့ဒီပေါ်ဗျ